ခုနောက်ပိုင်း flagship ဖုန်းတွေရဲ့အဓိကအအပြိုင်ဆုံးအပိုင်းဟန်ကင်မရာဘိုင်းလို့ပြောလို့ရတယ်။သူထက်ကပိုကောင်း hardware အကောင်းစားတွေတုံးလာကြတယ်။အဲနောက်ပြီးတော့ software ဘက်မှာဆိုရင်လည်းတကယ်နာမည်ကြီးကင်မရာ brand တွေနဲ့ collab တွေလုပ်လာကြတယ်။ဆိုတော့ဒီထဲမှာမှကျွန်တော်ဒီနေ့ review လုပ်ပေးသွားမယ် Xiaomi 15 Ultra ဆိုရင်လည်းကင်မရာဘိုင်းမှာတကယ်အပြင်းစင်လာဆုံးဖုန်းလို့ပြောလို့ရတယ်။ တော့ဒီ Xiaomi 15 Ultra ကင်မရာအကောင်းဆုံးဖုန်းဖြစ်သွားပြီလားကျွန်တော်တို့တူတူဆက်ကြည့်ရပါဘော။ဆိုတော့ကျွန်တော်ဒီနေ့ review နဲ့ကူညီပေးထားရတော့ဖုန်းပါနေပဲကူညီပေးထားပါဒီ Xiaomi 15 Ultra ရဲ့ဈေးနှုန်းကတော့ဒီလောက်ပေါ့နော်တကယ်လို့ကိုယ်ဝယ်ချင်တယ်ဆိုရင်ကျွန်တော် caption မှာတက်တွဲပေးထားတယ်ဖုန်းပါရဲ့ Facebook စာမျက်နှာမှာတွဲအောင်မင်းမြန်းစုံစမ်းဝယ်ယူအပ်လို့ရပါတယ်ဆိုတော့ကင်မရာဘိုင်းကိုအရန်အားဆိုင်လာတဲ့ဖုန်းပိသားဆိုရနေပဲကျွန်တော်ကင်မရာဘိုင်းလေးနဲ့ဆက်ပြောလိုက်အောင်အဓိကအတူမှသုံးပေးလာတာက main sensor ကို 50MP 23mm L1D 900 1 inch sensor ကိုသုံးလာတယ် နောက်တွင်း Ramagapisel အဲ 100mm 1S lens ကိုအဲ ultra telephoto lens အနေနဲ့သုံးလာရဲ့အပြင်ပေါ်မှာနောက်ထပ် tele sensor တစ်လုံးပါသေးရဲ့အဲ့ဒါ 50Mpisel 70mm 1S ကနောက်ပြီးတော့ 50Mpisel 14mm နဲ့ ultra wide ရိုက်လို့ရမယ့် sensor တစ်ခုရဲ့ပေါ့နော်အဲ့ဒါတွေကိုမှကျွန်တော်တို့ Leica F photography style နှစ်ခုကထပ်ပြီးတော့ပေါင်းထည့်ပေးထားသေးတယ် အရင်ဆုံးကျွန်တော် main ဆန်စာပိုင်းကစပြောမှာဆိုရင်သူ့ရဲ့ color ပိုင်းကကျွန်တော်တို့အပြင် auto daylight လို့အနေထားမျိုးမှာဆိုရင်နည်းနည်းလေး color vibrant ဖြစ်တဲ့ဘက်ကိုမသွားပဲဖြော့တော်တော်ဖြစ်တဲ့ဘက်ကိုသွားရပါဘောနော်ဒါပေမဲ့ကျွန်တော်တို့ low light လို့အနေထားမျိုးမှာအလင်းရောင်အတူအောက်ပေါ့နော်ဒီမီးရောင်တွေအောက်မှာရိုက်လိုက်မှာဆိုရင်သူက vibrant ဖြစ်တဲ့ဘက်ကိုရောက်သွားပြန်အောင်ဒါပေမဲ့အဲ့လိုအချိန်မှာကျရင် dynamic range ကတိတိတတလေးကျသွားတယ်ဒါပေမဲ့တကယ်တမ်းဒီဖုန်းကိုကျွန်တော်သုံးပြတဲ့ color တစ်ချောင်းမှာလဲ main ဆန်စာတက်ဆိုင်ရင် တယ်လီဆန်ဆာတွေကိုပို့ပြီးတော့အသုံးများရပါတော့။နောက်ပြီးတော့ဒီတယ်လီဆန်ဆာနှလုံးစလုံးနဲ့ရိုက်တဲ့ပုံတွေကလည်းစိတ်ကျဉ်တဲ့ဆရာကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်။အထူးသဖြင့် portrait ပိုင်းမှာပေါ့။အဓိကသူ့မှာ portrait အနေနဲ့ဆိုရင် bokeh ကို Leica style 6မျိုးတိထည့်ပေးထားတယ်လို့ထွက်လာတဲ့ result အရဆိုရင်လည်းကျဉ်းတဲ့ဖို့ကောင်းတယ်။ဒါပေမဲ့ Xiaomi ရဲ့ထုံးစံအတိုင်းပဲတခါလေရိုက်လိုက်တဲ့အခါမျိုးမှာ အကောင်အဲ့အောင်မှသူ optimize လုပ်ရှားလိုက်ပြီဆိုလို့ရှိရင်မျက်နှာ focus အောင်နေရာမျိုးလေးပေါ့နော်။ဒါမျိုးလေးတွေကတော့တိတ်သဘောမကျစေရတဲ့မှာထည့်ထားလို့ရတယ်။ဒါပေမဲ့ overall portrait ပိုင်းမှာဆိုရင်ကျွန်တော်ရမှတ်ကို180လောက်ထိပေးလို့ရရဖုန်းထဲမှာပါတယ်။ပြေကျွန်တော်ပုံမှန်အတိုင်းဇွန်နဲ့ရိုက်တဲ့ပုံတွေမှာဆိုရင်လေ100 mm လောက်ထိ ਉਹ မှာသူ optical ဖြစ်သွားတဲ့အတွက်အစ90ပေါ့နော်58ဇွန်လောက်ထိ ਉਹ တော်တော်လေးအဆင်ပြေတဲ့ပုံထွက်လာတော့ကျွန်တော် appreciate လုပ်တယ်အထူးသဖြင့်ကျွန်တော် crop နဲ့ရိုက်တဲ့ twist photo တွေဆိုရင်လေတော်တော်လေးကောင်းပါတယ်ဒါပေမဲ့ color optimization မှာ shift ဖြစ်သွားတယ်တော့တိတ်အားမြောက်လို့ပြောလို့ရတယ် ပြက်လိုလိုက်ပဲမှဆိုရင် main camera ကိုတော်တော်လေးသဘောကျတယ် shadow တွေ highlight တွေကိုကောင်းကောင်းလေးထိန်းထားနိုင်တယ်လို့ white balance လည်းကောင်းတယ်လို့ပြောလို့ရတယ်။ဒါပေမဲ့လိုလိုက်ပိုင်းမှာကျတော့ဒီ main ရဲ့ 70mm ရဲ့ 100mm ရဲ့ကောင်းပေမဲ့ဂျားထက်က digital crop လေးရောက်သွားပြီဆိုလို့ရှိရင်เนาะအဲနည်းနည်းပုံက ဟိုကာလာဆော့ဖြစ်သွားတာသိတာတို့ဒီဒေးရော်သွားတာလည်းသိတာတယ်ဒါပေမဲ့4.3 inch ပေါ့နော်100 mm နဲ့ရိုက်လိုက်တဲ့လိုလိုက်ပုံတပုံကတော်တော်လေးကောင်းတယ်ဆိုတော့ကျွန်တော်အတိအမှတ်ပြောရလိမ့်မယ် ultra wide camera ကတော့ပုံမှန်ပဲပုံမှန်ပဲဆိုတာက flash level ဖြစ်သွားတဲ့အတွက် main sensor နဲ့ချိန်လိုက်မှဆိုရင် color shift မဖြစ်သွားတာကချီးကျူးစရာမလိုတော့ဘူးပေါ့နော်နောက်ပြီး lens distortion ပါညာလည်းပြောနေစရာမလိုဘူး အဲမိန်းဆက်သားနဲ့ရှင်းလိုက်လဲအထရဝိုက်မှာဒီဒေးပြောနေတာမရှိတော့ဘူးဆိုတော့ပုံမှန်ပဲလို့ပြောလို့ရတယ်။တခုပြောစရာရှိတာဒီအရှိတ်ဘက်ဆယ်ဖီကင်မရာပေါ့နော်အယောင်ကနည်းနည်းလေး1ဖြစ်တဲ့ဘက်ကိုသူရောက်သွားတယ်။ဒါပေမဲ့လိုလိုက်လို့နေထိုင်ပြမှာဆိုရင်လည်းသူကအဆင်ပြေနေပြန်တယ်။တခုရှိတာကလေရှောင်းမီရာဒီဆယ်ဖီကင်မရာရဲ့မှာ Leica ကျွန်းနေမလို့ပေးထားတဲ့အတွက် Leica ရဲ့ photographic style တစ်ခုကိုဒီဆယ်ဖီကင်မရာမှာကျွန်တော်ရိုက်လို့မရအောင်ဗီဒီယို recording ပိုင်းမှာဆိုရင်ဒီ Xiaomi 15 Ultra ဒီအနောက်ဘက်က lens အားလုံးကို 8K 30 frame per second ရိုက်လို့ရအောင်လုပ်ပေးထားတယ်။ဒါအောင်မှကျွန်တော် 4K နဲ့ဆင်းရမယ်လို့ရှိရင်120 frame per second နဲ့ရိုက်လို့ရမယ်။ အဲ့အောင်မှာကျွန်တော်လော့နဲ့ရိုက်ပြီးတော့လက်ပီဆက်ပါတန်းပြီးတော့ထည့်လို့ရအောင်လုပ်ပေးထားသေးတယ်။ဗီဒီယို quality ကတော့ overall တော်တော်လေးကောင်းပါတယ်။သူစည်းတဲ့ဝန်ကျင်ဖုန်းတွေမှာကျွန်တော် complaint တက်နေစရာအကြောင်းတော့မရှိဘူး။ဒါပေမဲ့ bare flagship ဖုန်းပဲဝယ်ဝယ်ကျွန်တော်တို့သူ့ရဲ့ဗီဒီယို quality လောက်ကတော့ရတယ်လို့တော့ပြောလို့ရတယ်ပေါ့နော်။အမ်ဆိုတော့ overall ဗီဒီယို quality ပိုင်းမှာလည်းကျွန်တော်အရင်ကောင်းနေပါပြီလို့တော့တည်တံ့ညှိုးနေစရာတော့မရှိနေဘူး။ overall camera ဘိုင်းကို အရန်အားဆိုင်လာတဲ့ဖုန်းဆိုတဲ့အတိုင်းပဲကင်မရာဘက်မှာအထူးသဖြင့်တိုးတက်လာတာ၄အများကြီးတွေ့ရတယ်။ဟာဝဲဘက်မှာတော်တော်လေးကျန်းလာတယ်ဆိုပေမဲ့ကျွန်တော်အမြင်ရဆိုရင်တော့ဆော်ဝဲဘက်မှာ optimization ကိုဒီထက်နည်းနည်းလေးတော့ပိုကောင်းစေချင်သေးရယ်ပေါ့နော်။ဆိုတော့ကင်မရာဘက်ကတော့ဒီလောက်ပဲကျွန်တော်ဒီဇိုင်းမိုက်ဆက်သွားအောင်။ဒီဖုန်းကကျွန်တော်ခုရတဲ့အကြောင်း Silver Chrome ဆိုတဲ့အကြောင်းတကယ်ကင်မရာပုံစံအတိုင်းလုပ်ပေးထားတဲ့အကြောင်းပေါ့နော်ကာလာပေါ့နော်။ဒါမှမဟုတ်ဒီတစ်ဖက်ကငွေရောင်တုံးပေးထားတယ်တစ်ဖက်မှာ leather တရားနဲ့ဘက်ကတော့မစိုးဘူးလို့ပြောလို့ရတယ်။ဒါပေမဲ့ ဒီငွေအောင်သုံးပေးထားတဲ့ဘက်ကတော့ plastic material ကိုသုံးပေးထားတယ်တခြားအယောင်တွေမှာဆိုရင်တော့လည်း glass ကိုသုံးပေးထားလိမ့်မယ်လို့ထင်တယ်ပေါ့နော်ပြီးတော့ဒီအောက်ဘက်မှာရှောင်းမီဆိုတဲ့စာတန်းပတ်လာမယ်ဒီအပေါ်ဘက်ကကျွန်တော် view finder ပုံစံလေးနေရာမှာ ultra ဆိုတဲ့စာလေးထည့်ပေးထားရဆိုတော့ branding အရာလည်းပြီးပြည့်စုံသွားပြီပေါ့နော် camera ကိုအသားပေးထားတဲ့ဖုန်း tele sensor နှလုံးပါလာတဲ့ဖုန်းပြီးသားဆောင်တယ်ပဲ camera bank ကတော့တော်ကြီးကိုကြီးပါတယ်ပြီးတော့ဒီ camera ထဲမှာမှာကျွန်တော် leica ဆိုတဲ့စာတန်းလေးကိုလည်းထည့်ပေးထားသေးတယ်ဆိုတော့ overall ကျွန်တော်အမြင်ရဆိုရင်တော့ဒီဖုန်းက Xiaomi သွားခြင်းနဲ့ကင်မရာတစ်လုံးပုံစံဘက်ကိုရောက်သွားရလို့ပြောလို့ရတယ်။ပြီးတော့သူ့ရဲ့ဒီအရှိတ်ဘက်ကလည်း gap အနောက်ဘက်ကလည်း gap အဲအော်မှာအလဲမှာ flat frame ပေါ့နော် flat frame ကိုသုံးမိထားတော့ကိုင်းရတာအရင်ရော smooth မဖြစ်ဘူး။အလေးချိန်က 229g နဲ့အထူးက 9.4mm ဆိုတော့တကယ် ultra ဆိုတဲ့အတိုင်းပဲခက်ကြီးကြီး buggy ဖြစ်တဲ့ဖုန်းတစ်လုံးကိုကင်ထားရတဲ့ hand feel ကိုရတယ်။အဲ့မဲ့တခုရှိရ weight dot balance ဖြစ်တယ်ပေါ့နော်ဒီအပေါ်ဘက်ကပိုလေးနေရမျိုးဒီအောက်ဘက်ကပိုလေးနေရမျိုးတော့မရှိဘူးပြီး power button မှာတက်ချာလေးထည့်ပေးထားတော့ကျွန်တော်သဘောကျတယ်အဲ durable ပိုက်မှာတော့ IP68 dust and water resistant ်ပါလာတာတွေနောက်ဒီ display ကို protect လုပ်ဖို့အတွက် Xiaomi Shield Glass 2.0ကိုတုံးပေးထားရဲဆိုတော့ဒီနေရာမှာလည်းဘာမှပြောနေစရာမရှိဘူးတကယ်ဒီဖုန်းမှာလည်းကျွန်တော်အကြိုက်ဆုံးအပိုင်းကိုပြောပါဆိုရင်တော့ display ဘိုင်းပဲ6.73 inches ကိုမှ WQHD+ AMOLED panel ကိုတုံးပေးထားတယ်။ brightness အနေနဲ့3220ရှိမယ်။ high refresh က 120Hz color ဘိုင်းမှာ DCI-P3 ဂါမန့်ဖြစ်ထားတယ်။ဆိုတော့ quad cup display ပြသူ့ရဲ့ display က ultra ဆိုတဲ့ဖုန်းတစ်လုံးပြီးသားဆိုတဲ့ပဲအဲ Xiaomi ရဲ့ဈေးကြီးဆုံးဖုန်းတစ်လုံး flagship ဖုန်းတစ်လုံးပြီးသားဆိုတဲ့ပဲဘာမှ compete တက်နေစရာမရှိဘူးပြီးတော့ performance ပိုင်း Qualcomm Snapdragon 8E လက်နောက်ဆုံးထွက်လာတဲ့ chip ဒါအောင်မှ Xiaomi ရဲ့ HyperOS 2.0နဲ့လာမယ်အခု standard global version ဖြစ်တဲ့အတွက် Note 9နောက်ကျတာဘာညာလဲမရှိဘူးပေါ့နော်ဒီဖုန်းကိုကျွန်တော်၃နှစ်တောက်ချောက်မှအိုက်ပြဿနာလည်းမကြုံဘူး raw performance အနေနဲ့ဆိုရင် Gibson set မှာ single core က 2900နဲ့ Mardi Gras 6031တိရတယ်။ဒါမှမဟုတ် Xiaomi ရဲ့ flagship phone ပြီးသားစွာနဲ့ပဲကျွန်တော်တို့ 3D map ကိုမိနစ်30 status တိုင်းတဲ့အချိန်မှာတော့ pass မဖြစ်သွားဘူး။ပိတ်သွားတယ်။ overheating ဖြစ်သွားတယ်ဆိုပြီးတော့ပြတယ်။ဆိုတော့ ကျန်တဲ့ပုံမှန်တိုင်းသုံးတဲ့ကင်မရာရိုက်တဲ့နေရာမျိုးလေးမှာလည်းပူတာသတိထားမိသလိုဂိမ်းဆော့ရနေရာများလည်းနည်းနည်းလေးပူတယ်ပေါ့နော်ဆိုတော့တာမဲကွန်ထရိုးအရင်ကောင်းတဲ့ဖုန်းလို့ကျွန်တော်မကြည့်ကြည့်တင်ဘူးတခြား AI ပိုင်းတွေမှာဆိုတော့ Xiaomi ရဲ့ flagship ဖုန်းပြီးသားဆိုတာနဲ့ပဲ AI feature တွေတော်တော်ဆုံးဆုံးလေးလေးပါလာပါတယ်ပြီးတော့အသုံးလက်တဲ့လို့ပြောရမယ်ပေါ့နော် Xiaomi အနေနဲ့ဒီ flagship ဖုန်းတစ်လုံးမှာ AI ပိုင်းတွေနဲ့ပတ်သက်ပြီးတော့ပြတ်ကျန်ခဲ့တဲ့ဖုန်းတော့မဟုတ်တော့ဘူးကျန်တဲ့ audio ပိုင်းမှာလည်းအတန်ထွက်အကျယ်တဲ့အဆင်ပြေတဲ့ haptic တွေအရင်ကောင်းတယ်နောက် battery ပိုင်းမှာဆိုရင်5400 MH Xiaomi ရဲ့ search battery ပေါ့နော်တော်တော်လေးအခက်နေလို့ပြောလို့ရတယ်တရက်ခွဲလောက်ဖြစ်ရတော့ကျွန်တော် AC တက်တာသုံးလို့ရတယ်အာသနာလည်းပြောကြမလို့ပေါ့နော်ဆိုတော့တကယ်တမ်း Xiaomi 15 Ultra လေကျွန်တော်အမြင်အရဆိုရင်တော့ကင်မရာဘိုင်းမှာအားဆိုင်လာတဲ့ဖုန်းပီတာဆိုတာနဲ့ပဲကျွန်တော်ပြောစရာတွေကကင်မရာဘိုင်းမှာပဲတော်တော်များများရှိသွားတယ်ကျန်တဲ့ဘိုင်းတွေမှာတော့တော်တော်လေးအဆင်ပြေတဲ့ဖုန်းလို့ပြောရင်အဆုံးတကြီးပဲအတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျာ